ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ကလေးနှစ်အကြာမှကျင်းပမဲ့2029ကလပ်ကမ္ဘာဖလားပြိုင်ပွဲကိုအမေရိကန်နိုင်ငံမှာပဲကျင်းပသွားဖို့စီစဉ်နေတယ်လို့သိရပါဗျ။ လက်ရှိကျင်းပနေတဲ့2025ကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာပြည်သက်တွေကိုင်းအတွင်းလာရောက်ကြည့်ရှုမှုနှဲပါနေပေမဲ့အမေရိကန်ကုမ္ပဏီတွေရဲ့စပွန်ဆာကူညီများစွာရရှိနေတာကြောင့်2029ပြိုင်ပွဲကိုလည်းအမေရိကန်မှာဆက်ကျင်းပဖို့ FIFA ကစံရရှိနေတာလို့သိရပါတယ်။အမေရိကန်ကလည်း2029ပြိုင်ပွဲအတွက်အရှင်ဖြစ်ကျင်းပခွင့်ရဖို့ထပ်မံရွေးချယ်ခံသွားမှာဖြစ်တယ်လို့ Spain, Portugal နဲ့ Morocco တို့ကပူးတွဲအရှင်ဩစတြေးလျကတနိုင်ငံတည်းဒါမှမဟုတ်နယူးဇီလန်နဲ့ပူးတွဲအရှင် ဖြစ်ရွေးချယ်ခံဖို့စီစဉ်ထားတယ်လို့လည်းသိရပါဗျ။ FIFA က2025ကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာအသင်း32သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ်တိုးချဲ့ခဲ့တယ်လို့လာမယ့်2029ကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာ48သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ်ထပ်မံတိုးချဲ့ဖို့စဉ်းစားနေကြောင်းလည်းသတင်းထွက်နေပါဗျ။လော်လော်ဆယ်2029ပြိုင်ပွဲမှာရှင်ပြိုင်ခွင့်ရမယ့်အသင်း၄သင်းအဖြစ်ထွက်ထားပြီးအဲ့ဒီအသင်းတွေက PSG, Europa, Cruz, Coca-Cola LRD အာရှနဲ့ပရမစ်အာဖရိကတို့ဖြစ်ပါတယ်